Nike မြန်မာ fans တွေအတွက်ပြုလုပ်တဲ့ Nike Run for Kids အပြေးလေးကျင်ကန်ပွဲကိုရန်ကုန်မြို့မှာဒီဇင်ဘာလ24ရက်နေ့နံနက်ပိုင်းကစတင်ပြုလုပ်ခဲ့ပြီးအဲဒီကရရှိတဲ့အလှူငွေတွေကိုမိဘမဲ့ကလေးတွေကိုကူညီထောက်ပံ့ပေးသွားမှာဖြစ်တယ်လို့သိရပါဗျ။အဲ့ဒီအပြေးလေးကျင်ကန်ပွဲကိုတော့ဒီဇင်ဘာလ24ရက်နေ့ကစတင်ပြုလုပ်ခဲ့ပြီးဒီဇင်ဘာလ25ရက်29ရက်နဲ့31ရက်နေ့တွေမှာရန်ကုန်မြို့ပြည်သူ့ဦးရင်မှာကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။ Nike Run for Kids အပြေးလေးကျင်ကပ်ပွဲကရရှိတဲ့အလူငွေတွေကိုမိဘမဲ့ကလေးတွေကိုလှူဒန်းသွားမဲ့အကြောင်းတာဝန်ရှိသူတို့ကအခုလိုပဲပြောပါရယ်။ဝယ်တိုက်တဲ့ run for ဖြစ်ပါတော့ကျွန်တော်က charity အတွက်ဦးစားပေးရတာပြေးရက်ကတော့၄ရက်ပေါ့နော်သူကအပြေးလေးချင်းငယ်ရင်းပဲတော့မဟုတ်ဘူးဗျအကလာလည်းရောတာရက်က24 25 29 31 32ရက်နေပါဗျအဲ့ရက်၄ရက်လုံးလာပြေးရလူတွေ customer တွေအလှဝင်လူတွေရရမလူတွေရရအပွဲထူးခြားချက်ကဘာလဲဆိုတော့ကျွန်တော်ကိုယ့်ရဲ့မှာ registration fees ကကောက်ခံရင်းမရှိဘူး customer အနေနဲ့အလူဝင် donation amount ထည့်ခြင်းလဲဆိုလို့ရှိရင်ဘယ်လောက်ပဲထည့်တယ်ကြိုက်တဲ့ငွေပေါင်းထည့်လို့ရပါမှာပြကန့်တက်ထားခြင်းလဲမရှိဘူးသူပြေးတဲ့ရက်နဲ့သူလူရဲ့ငွေပေါင်းနဲ့ကျွန်တော်တို့တရက်ချင်းညှောက်ပြီးတော့ပြန်လူပေးပါမှာပြကျွန်တော် save ထည့်ချေရန်နဲ့ချိန်ပြီးတော့ဆက်တက်ချေရန်အင်ဂျင်ပါအဲ့ဒါနဲ့ချိန်ပြီးတော့အာအခုလူပါရဟာကွန်ညာကောင်းအောင်ကြွားပြီးတော့တွတ်ပေးပါမှာပြမူချိုကလေးကိုဦးစားပေးပြီးတော့တွတ်ပေးပါမှာပြ education တွတ်ပေးပါမှာ အဲ့ဒီအပြေးပွဲကိုတော့မနက်6နာရီကစတင်ခဲ့ပြီးပြည်သူ့ဥယျာဉ်အတွင်းကနက်ခတ်တာယာခမ်းမကစတင်ပြီးသုံးဘက်ပတ်ပြေးရတာဖြစ်ပါတယ်။ဒီပွဲမှာအပြေးအားကစားအပြင်တခြားကိုလည်းလှုပ်ရှားအားကစားနည်းတွေကိုလည်းပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။ Nike မြန်မာဖန်တွေအတွက်ပြုလုပ်တဲ့ Nike Run for Kid အပြေးလေးတင်ကဲပွဲကိုလာရောက်ပါဝင်သူ120ကျော်ရှိခဲ့ပြီးပထမဦးဆုံးနေမှာပဲအလွန်ငွေ14သိန်းကျော်ရရှိနေပြီဖြစ်တယ်လို့သိရပါတယ်။